ြလဲညအောင်အေးပိသက်လေးတွေကိုထည့်ရည်ရွယ်ချက်တွေပါပိသက်ကိုထည့်ခြင်းနဲ့ရဲ့ချက်ကအာအဓိကတော့ကျွန်မဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေမှာကျွန်မမှန်တယ်လို့တော့တခါမှမပြောခဲ့ပါဘူးဘဝမှာကလူတိုင်းလူတိုင်းကမှတ်တတ်ကြတယ်လေနော်အဲ့တော့မှတ်တတ်ကြတယ်ဆိုတော့ခါကြတော့အဲ့လိုအမှားမျိုးနောက်လူတွေမဖြစ်တော့ဘူးကောင်းတာပေါ့တတိထားလို့ရအောင်ပေါ့အဲ့လိုသဘောမျိုးနဲ့ ီးပွားရေးဘက်ကပဲကြီးကြီးလူမှုရေးဘက်ကပဲကြီးကြီးပေါ့နော်ဒါလေးတွေကိုဟိုကိုကိုကိုပြန်သုံးတတ်တတ်အောင်ပေါ့ပြန်သုံးတတ်တတ်အောင်ဆိုတော့ခါကြတော့အဲပြန်ပြန်ပြန်သုံးတတ်တတ်ဖို့ဆိုတာကဒုက္ခတွေနဲ့ရောက်မှသုံးတတ်တတ်တာလေဒုက္ခတွေနဲ့မရောက်ရင်မသုံးတတ်တတ်ဘူးလေအဲ့တော့ဒုက္ခတွေနဲ့ရောက်တဲ့အခါမှာဘာတွေရှိတယ်ဆိုတာကိုပြောချင်တာနောက်တစ်ခါလူရဒီအင်းစိန်ထောင်ကြီးဆိုတာစိတ်ဝင်စားတယ်နော်ထောင်ဆိုစိတ်ဝင်စားတယ်ထောင်ဆိုစိတ်ဝင်စားတော့ တခြားလူတွေရေးတဲ့ပုံစံမျိုးနဲ့မဟုတ်ပဲနဲ့စုတော်တို့မျိုးကနေကျမရေးတာအဲ့ထဲမှာဆိုရင်ဥပမာအာမိန်လာတတ်တာတွေအဲနောက်တစ်ခါအာဒီထောင်ဝင်းသားရဲ့သွားပုံသွားတဲ့လမ်းကြောင်းတွေနောက်အဘာပြောထောင်ထဲမှာရည်စားထားတာလေအဲ့မျိုးလေအဲ့ရှိရဲ့အဲ့ရရ ဘယ်သူမှမခေါ်ပြထားဘူးလေဒါမျိုးကဘယ်သူမှရေးရမှာရေးရမှာလည်းမသိဘူးဆိုတာတိမမသိခဲ့ကြတာဟုတ်မိမထုံတယ်ရောက်ပြရဟုတ်တယ်ဟုတ်တယ်မိမဘက်မှာရေးရဆိုအနီရွှေကူမင်းမင်းလိုပါရေးရရှိပါတယ်အနီရေးရလည်းတိတ်ကောင်းတာတိတ်ကောင်းတာဒီကလေသူတို့ကနိုင်ငံရေးရှုတော့ရေးဟုတ်ကဲ့ဟုတ်ကဲ့ကျမကတော့နိုင်ငံရေးရှုတော့မနဲ့ရေးရမဟုတ်ပါဘူးကျမကကျမရဲ့ပုံကိုရေးရှုတော့မယ်ပဲရေးပါတယ်ကျမကတော့ဟိုကျမမှာဟိုအဲ့ဒီဟာဆိုတာထက်ကိုညာ ပုံကွယ်ရေးလိုပဲခံစားရတယ်အဲ့ဒါအကုန်လုံးအဲ့တော့အခုဒါရဲ့ကိုအကြောင်းပြုပြီးတော့မြန်တော်ဝူဒီဈေးစင်မှာဖြစ်သွားပြီလားအဲ့လိုတော့ပြောကြရမယ်အဲ့တော့နောက်ထပ်လာလတန်သောဆောင်းတွေပါလိမ့်လို့အာလာလတန်သောဆောင်းတွေရှိရဲ့ရှိရဲ့အဲ့ဒါပါဟိုကလေဒီစာအုပ်ကိုနောက်ထပ်နောက်နောက်ဆက်တွဲရကျွန်မဆက်ရေးဦးမှာပေါ့နော်နောက်ဆက်တွဲလဲဆက်ရေးမယ်အာနောက်တစ်ခုကကြတော့ကျွန်တော်ရဲ့အဟိုကသူများနဲ့မတူဘူးလေ ူများလည်းမတူသူများလည်းမတူဆိုတော့ငငယ်လေးကလေးကနေပြီးတော့အာအခုကြီးလာတဲ့တောက်လျှောက်အခြေအနေတွေဖြတ်တန်းရတဲ့အခြေအနေနဲ့ဝေးကြည့်လို့ရှိရင်အရင်အနေအမြင်အတန်ကြာကြမ်းတယ်အမြင်ကြီးလည်းနေဘူးတာဟောအနောက်အနေဆုံးလိုက်တယ်ဆိုတော့တက်ကြကြမ်းတော့အဲ့ဒီပုံမှာလည်းဒီဘက်မှာလည်းဟိုအခြေရေးတော့ပါဆိုရှိတာပေါ့အဲလာအောင်လာအောင်ပါလာအောင်ခဏနေလူခဏရော 好嘅，明天早上见吧。 က်ပွဲခံရပဲဖြစ်ပါလေခင်ဗျာဓမ္မဦးစားဆရာဦးမြတ်ခိုင်မအမှားစကားပြောကြမှာဖြစ်ပါလေခင်ဗျာအမှားစကားပြောကြပေးပါတဲ့အတွက်ဆရာဦးမြတ်ခိုင်ကလေးစားစွာဖြင့်ဖိတ်ကြားပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်တို့မြောက်ပွဲထုတ်တဲ့နေ့ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင် ညတောင်းဝေပေါ့ရင်းနှီးပဲကျွန်တော်ညီမပါညတောင်းဝေထောင်လေးရောက်သွားတဲ့အချိန်မှာကျွန်တော်ကအဲ့ချိန်ကထောင်လေးကကျွန်တော်တို့ဝင်မှုလို့ဖက်လို့ရတဲ့အချိန်ပေါ့နော်ဝင်ထွက်ရတော့ကျွန်တော်ကအဲ့တော့ထောင်ပိုင်းကြီးကိုကျွန်တော်ကပြောတယ်တက်ရှိကျွန်တော်တကယ်ချင်းပါမယ်တကယ်ချင်းတို့ညီတို့လူကြီးထောင်နေမှာညီတို့ကဘာလုပ်တယ်ညာလုပ်တယ်ဘာတင်တယ်ညာတင်တယ်နေလုံနေတယ်ပြောတယ်အဲ့တော့အဲ့ဒါတွေကိုကြည့်ကျင်တယ်သူပြောတဲ့ကောင်ထောင်ပိုင်းကြီးက ဆုံးဝေးကိုစီချုပ်ကြီးကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ကျွန်တော်တို့ချက်ချင်းတိုက်ပြတကယ်တော့ထောင်ထဲမှာအဲကျွန်တော်ဘီဂင်နဲ့ကလေးဆုံးရှောက်ကြီးကပူကြီးပေးတယ်သူဘာတင်တဲ့ညာတဲ့ပေးတယ်ဆိုတာတွေကိုကျွန်တော်ကြည်ကျင်တာထက်မြောက်ကြည်ကျင်လို့ကျွန်တော်အဲဒီကိုအကြံမလုပ်ပြီးသွားတာပါအဲ့တော့ရောက်ရောက်ချင်းမှာပဲအဲမြောက်ကိုတွေ့ပါသူကကျွန်တော်တွေ့တဲ့ချိန်မှာပထမဆုံးသူနဲ့ကျွန်တော်လည်း အဲဓာတ်ပုံတွေ့ရချင်းပေါ့နော်တကယ်တော့သူကကျွန်တော်တို့ကြားထားတဲ့တည်နေရဆိုရင်1104နှစ်ကြာတယ်မိမတယောက်အဲ့ချိန်မှာ तू ကကားပြောင်းပေးမလဲ तू ကဆုရရပြန်နော်အဲ့ဒါကို तू ကနံပါတ်ရမ်းကြည့်နေချိန်မှာ तू ထောင်ကြသွား104နှစ်အဲ့ဒါကအကြောင်းအကြောင်းပေါ့နော်ဒါတွေက तू ပြောပါလိမ့်မယ်စောင့်ဖတ်ကြည့်လဲပါပါလိမ့်မယ်104နှစ်ထောင်ကြသွားတဲ့မိမတယောက်က တောင်းတောင်းပေးမှဆိုရင်အဲ့ဒီနေရာပုံလဲပြီးပြီးသွားမှာပဲတင့်အားထောင်းတာ၄၄လေးနဲ့ချမှတ်လိုက်ပြီးဆိုရင်ပုံလဲသွားမှာပဲသူကအပြုံးမပြတ်ပါစောက်တော်ထွက်လာလိုက်ပြီးတယ်နော်ဒါအရန်ဟိုဆောင်းဖြစ်တယ်အင်္ဂလိပ်တယောက်အရှင်းနှစ်နဲ့လေးလနေရတဲ့ကောင်ကသူအပြုံးပြောင်းလာတယ်သူပုံမှန်သူပြန်ကျူးစားတယ်ဒီကနေ့စိုင်းဆရာမှတောင်ဖေး need to ပေါ့နော်ကျွန်တော်တို့ရဲ့မြင်ဆရာပါပဲဖေး need to စိုင်းဆရာတောင်ဝင်လာတယ် အဲ့တော့ထောင်ထဲမှာကျွန်တော်တို့ကမျိုးသီးပေါင်းကိုကျွန်တော်တွေ့ရတယ်။တချို့ဝီရင်စေးတဲ့ပတ်သက်တဲ့ဝင်းကလေးတွေဆိုရင်ထောင်တစ်သက်လို့ရမရှိဘူး။ပါပါတယ်။အဲ့ကလေးတွေကသူတို့လည်းမျိုးလေးချက်မရှိဘူး။သူတို့တွေကအဲမရလို့ပဲပြုံးပြုံးမနေဘူးနော်။သူတို့ရဲ့စိတ်ကြကျွန်တော်တို့မေ့နေမဖြေရှင်းကြဘူး။သို့တော်သူကသူ့ရဲ့အတွေ့အကြုံတွေကို sharing လုပ်တယ်။ Facebook မှာသူစာရေးချိန်မှာကျွန်တော်ကတိုက်တွန်းပါတယ်။ဒါလေးတွေ ိုမှရေးသွားပါစောင်းဖြစ်အောင်လုပ်ပါလို့ကျွန်တော်တို့ကတိုက်တွန်းတယ်တိုက်တွန်းတယ်ဆိုရယ်ပျောက်ပြေးတာပေါ့နော်ဒီချိန်မှာစောင်းထုတ်ဖြစ်ဖို့မလွယ်ပါဘူးအဲသူ့အတွေ့အကြုံတွေကခါးပြီးတယ်ဒါပေမဲ့အဲ့ဒီအတွေ့အကြုံတွေကိုသူကမျှဝေပေးခြင်းတယ်နော်လို့စွာကေလောက်ကြမှာလေပေါ့နော်အဲ့တော့ထောင်ထဲကိုကံကောင်းအကြောင်းပြလို့ရောက်တယ်လို့အများကြီးပါပဲမြို့ဆူရောက်ဖူးတယ်ပေါ့နော်ကျွန်တော်တို့လည်းရောက်ဖူးတယ်ကိုကြီးလည်းရောက်ဖူးတယ်လိုက်ပြန်တာကြွားကြရဖို့ပေါ့ကျွန်တော်လည်းရောက်ဖူးကြတယ်ပေါ့နော်အားပြီးတော့ ရောက်ခုကြတဲ့ခါမှာရောက်ဖို့ရောက်နေခြင်းမတူဘူးထွက်လာဖို့ထွက်လာနေတယ်မတူပါဘူးဒါပေမဲ့အဲ့ဒါတွေကိုအပြည့်တီအောင်ဒီအရာတွေကို sharing လုပ်နိုင်တဲ့သူကအင်တာနက်ရှားပါတယ်ထောင်ထဲအလွတ်သူများကနိုင်ငံရေးအတွေ့အကြုံတွေလာကြည့်ချက်တွေရေးကြပါတယ်ရတယ်အဲ့လိုမဟုတ်ပါဘူးသူကအားလုံးကိုပြပေးခြင်းတဲ့အတွက် အဲတချို့နေအချက်နဲ့ချန်နေအချက်ရေးပဲကျန်နေလို့ကျန်နေတယ်ကျန်နေလောင်းပဲအဲ့ဒါတသက်တောက်လားဒါတော့ဒါအချက်ကတသက်လောင်းကျန်ရဲ့ချစ်ဆိုတော့လောင်းပဲကြည့်ရသူကဇလန်းတို့ရိုက်ဖို့ပြန်ကျန်နေနေလားမသိဘူးပူလိုက်ပဲပူလိုက်ပဲမီးလာမှုစီးပုံးလို့ပြကုန်းလုပ်တယ်အဲ့တော့ဘာပဲပြောပြောအဆရာကလည်းဒီလိုသမီးမျိုးမွေးထုတ်ပြနိုင်တဲ့ကျေးဇူးတင်ပါတယ်ဆန်လက်အောင်ပါအဲ့တော့ဘာပဲပြောဒီကနေ့ဟာ ဒါကျွန်တော်မြောက်ဝေးပွားတဲ့အနေပါမြတ်တော်ဝေဘူးဆရာကြီးဆရာမအဖြစ်ကျွန်တော်မွေးပွားတဲ့အနေဘုံယူပါတယ်ကျွန်တော်ကျူလဲကျူဆိုပါတယ်နောက်ထပ်လည်းအခြေပြင်ချာမြောက်ဝေးပေးပါဦးလို့ပန်းချိုင်းဒီကိုချုပ်ပါတယ်ကျေးဇူးတင်ပါအောင်မြင်ပါစေဆရာပင်ကျွန်တော်ရဲ့ဆရာမညစာအုပ်ရဲ့ဒေတာကိုဖြစ်တဲ့ညစာအုပ်အကြောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးပါမယ်ခင်ဗျာညာ မင်္ဂလာပါအဲကျမညသားဝေပါအခုဒီညစာကိုရေးသားတဲ့စာရေးသူပေါ့နော်အဲဆိုတော့ဒီစာကလေးကိုဘာကြောင့်ရေးဖြစ်တာလဲဆိုတော့ခုနကတော့ကျမအင်တာဗျူးတွေအများကြီးပြုသွားတော့ပြောရင်လည်းပြောပြီးသားဟာကိုပဲထပ်ပြောမယ်ဒါပေမဲ့မကြားသေးတဲ့လူတွေလည်းရှိမှာပေါ့ခုနကတော့အင်တာဗျူးသမားပဲကြားကြားလိုက်မှာဆိုတော့လေဒီစာကိုဘာကြောင့်ရေးတာလဲဆိုတဲ့အခါကျတော့ထဲကိုထောက်ကြသွားကြတဲ့အခါမှာ တော်တော်များများကနာကြီးချက်တွေဖြစ်သွားကြတာများတယ်။နာကြီးချက်တွေဖြစ်သွားကြပြီးတော့ဒီနာကြီးချက်တွေနဲ့ပဲခန်းစားချက်တွေကိုပုံပြန်ပြီးတော့ express လုပ်ကြတယ်ပေါ့နော်။ကျမကဒီအောင်ဟိုကခန်းစားဟိုနာကြီးချက်နဲ့ကျမက express လောက်တာမဟုတ်ပါဘူးဒီစာအုပ်ကဖြစ်စဉ်အနေနဲ့ပဲကျမက express လောက်တာဖြစ်ပါတယ်ဖြစ်စဉ်တစ်ခုအနေနဲ့အာဖြစ်စဉ်တစ်ခုအနေနဲ့ အแทထဲမှာရှိနေတဲ့တကယ် reality တွေတကယ်အခြေအနေတွေကိုကျမရဲ့အမြင်ကျမရဲ့ရှုထောင့်ကျမရဲ့ခံစားချက်အနေနဲ့ရေးတာဖြစ်ပါတယ်ရေးတဲ့အခါမှာလည်းတစ်ဖက်သက်နေထားနဲ့ကျမမရေးထားပါဘူးအကျဉ်းသူရဲ့ခံစားချက်ဝန်တန်းရဲ့ခံစားချက်နှစ်မျိုးလုံးကိုခံစားပြီးမှရေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ကျမရဲ့ အကျင့်ကျမရဲ့ဗီဇာကိုကအမုန်းတရားနဲ့ခံတော့ကျမမကြိုက်ပါဘူးအဲ့အတွက်ကြောင့်ကျမရဲ့စာအုပ်ထဲမှာတော့အမုန်းနေရှိဘူးစာအုပ်ကိုကျမရေးတာကထောင်ဘလောက်ပဲကြာကြာအထဲမှာနေတဲ့အခါမှာလဲစူးစားပြီးတော့စောက်တည်လို့ရတယ်ဆိုတာကိုသိစေချင်တယ်ပို့ပို့ကိုဘယ်တော့မှစိတ်တက်မကြသွားပါနဲ့ဆိုတာကိုလည်းသိစေချင်တယ် ဘလောက်ပဲအแทမှာပဲနေရနေရအပြင်းရောက်လာရင်ဆိုလို့ရှိရင်လေပြုပြေကြောင်းလဲပြီးတော့ကိုကိုကိုတန်ဖိုးရှိရလူအောင်မြောင်တိဆောက်လို့ရတယ်ဆိုတာလေသိစေချင်တယ်နောက်တစ်ခုကလူတိုင်းမှာအားနေချက်ကဘာလဲဆိုရင်အမှားကိုလက်ခံနိုင်ဖို့အရင်ခက်ခဲတယ်ငါမှားပါတယ်ဆိုစကားကိုတော်ရုံတိုင်ဘယ်သူမှမပြောချင်ဘူးပြောလည်းမပြော especially ရိသတ်တွေရဲ့ရှေ့မှာဘယ်တော့မှမှားတယ်ဆိုတော့ပြောရဲကြတယ်တော်တော်များများပါအဲ့တော့အမှားကိုပြောရဲတဲ့သတိလူတိုင်းမှာမရှိဘူးဒါပေမဲ့အဲ့ဒီသတိကိုကျွန်မမွေးထားတယ်ကျွန်မမှားတယ်လို့ပြောဖို့အတွက်ကျွန်မဘယ်တော့မှဝင်မနေခဲ့ဘူးအဲ့ဒီအမှားအတွက်ကိုပြန်လဲပြင်ဆင်ဖို့အတွက်လဲကျမရှက်စရာလို့တစ်ခါမှမတတ်မှတ်ထား။ကျမကိုကြိုက်တာလားပြောလို့ရတယ်။ ဘသူပဲပါလာပြောပြောကျမဘာတစ်ခုမှတုံ့ပြန်နေမရှိမကြိုက်ဘူးကြိုက်တယ်စိတ်ထဲမှာတော့ရှိပါတယ်ဒါပေမဲ့ကျမမတုံ့ပြန်ပါဘူးကျမဘာပြန်လို့ရမလဲဆိုတာဘာပြုတ်ပြန်ရမလဲဆိုတာပဲကျမစဉ်းစားတာကျမတခြားလူကိုမစဉ်းစားပါဘူးကျမကိုကျမပဲစဉ်းစားတယ်ကျမကိုကျမကိုပဲပြုတ်ပြန်ဖို့ကျမစဉ်းစားတယ်အဲကောင်းတာပဲပြောပြောဆိုးတာပဲပြောပြောအဲ့ဒါပြောတဲ့လူရဲ့တာဝန်ဖြစ်တယ်ကျမရဲ့တာဝန်မဟုတ်ပါဘူး အဲ့လိုပုံစံနေအဲ့လိုနေထားတယ်ကျမရဲ့စာအုပ်ထဲမှာပါပါတယ်နောက်ပြီးတော့ဘလိုနေထားနေပဲဖြစ်ဖြစ်ဘယ်အခြေအနေပဲရောက်ရောက်ဘလောက်ပဲတွေးရဲဟိုနောက်ကျသွားပြီးတော့ဟိုစအဲ့တွေးပေါက်ကြီးရဟိုအပေါက်တဲတီရော black hole ရေပဲရောက်ရောက်ဘာကြီးပဲရောက်ရောက်ဘယ်တော့မှစိတ်တမကြပါနဲ့ဘယ်တော့မှလည်းစိတ်ညစ်ပါနဲ့ဘူကမသေးမချင်းပြန်လေတိဆောက်လို့ရတယ်ဆိုတာလေးကိုသိစေချင်တယ်အဲ့ဒီစိတ်နဲ့ကျမကဒီစာအုပ်တွေကိုကျမရဲ့ ်တဝင်းကျင်အတိုင်းဝိုင်းရဲ့ဒီတို့ပင်ဝေဖန်တိုက်ခိုက်ပြောဆိုမှုတွေရှိနေပါစေဒီစာအုပ်ကိုကျွန်မအဲ့ဒါကြောင့်အဲ့ဒီစိတ်နဲ့ဒီစာအုပ်ကိုထုတ်တာပါအဲ့တော့မအင်တာဗျူးမှာပြောသလိုပဲကျွန်မကိုချစ်ချင်မုန်းလို့ဒီစာအုပ်လေးဖတ်ကြည့်ကြပါကျေးဇူးအများကြီးတင်ပါအော်ညမရေရကျွန်တော်ဒီလို public speaking နေ သွားမလာကြပါရဲ့အလေးငါနှစ်ရှိပါမယ်ကိုလူငယ်တဲ့လာအနေငယ်ရတော့ဟိုလူငယ်သိပ်ပံကျတော့ရောက်ပါတယ်အဲ့မှာလည်းလက်လက်ဘွားကျတော့ပြောတယ်ဒါသူကြီးအချင်းအဲ့တော့ဟိုဘယ်မှာလဲကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်အမျိုးတွေကြောင်းအဓိကတော့ကျွန်တော်အဖေအမေကျွန်တော်အဖေဘက်ကအမေဘက်ကစာမတက်ကြရှာပါဘူးအမေကလက်တန်းအဖေကလည်းနေရတာ ဒါပေမဲ့ငွေလာတဲ့ကျွန်တော်ညီကိုနှစ်ယောက်ပေါ့နော်တယောက်ကတော့မူလာတန်းလောက်တဲ့စာရီတားကဖတ်ပြီးတော့ကျွန်တော်တို့မူလာတန်းလောက်လောက်မှာတဲ့ဒကုံရှင်များတို့ရွှေဥတော်လို့ကျွန်တော်ဖတ်နေပါတယ်ဖတ်နေပြီအဲ့ဒီကနေအဲ့နည်းနည်းကြီးလာတဲ့ခါကျတော့တက္ကသိုလ်ဖုန်နိုင်လို့ခင်သီးယူလို့ဖတ်နေပြီအဲ့ဒီလိုဖိုင်ဖိုင်ဖိုင်နဲ့ကျွန်တော်ကတော့ခြေတော်မီတက်ကိုပြောသွားပါတယ်ကျွန်တော်အကူကတော့ရှည်စုံပြစ်ပြီးတော့ဘာပြီးလောကတွေဝင်ပြီးစာရီရေးတဲ့ကောင် နာမည်ကြီးဆိုင်ဆိုင်ဖြစ်လာပဲဒီဘောတော့တခြားရုံမဟုတ်ပါဘူးဗျာတိုင်းဝတ်သူတွေရေးတဲ့မောင်နှင်းသူတွေဖြစ်ပါတယ်ကျွန်တော်နဲ့မောင်နှင်းသူတွေညီကိုအရင်မှာအဲကျွန်တော်ကတော့တက်ထက်မှာစားဖတ်ခန်းဒီမှာကျွန်တော်ဖာရေးဖြစ်ပါတယ်အသက်50ပါအသက်50မှာကျွန်တော်ဝိထုတိုလေးတွေရေးပြီးတော့ရောက်တဲ့ဝိတာရေးပို့တယ်အရွေးခံအဲ့ဒီလိုရေးနေတော့မှာပဲကျွန်တော်မြို့တော်စီမံပြောင်းပေးတယ်ပါနေပဲပြောင်းပေး အဲ့တော့မြတ်တော်စီမံကျွန်တော်အမှုပညာပါတဲ့ကိုခံရပါတယ်ခံရတော့သာပူရေးပစ်ပါတယ်ဒင်းကစနေတာဝန်ထောက်ဆောင်တဲ့အချိန်မှာကျွန်တော်စာပေစုနှစ်ခုရရပါတယ်တစ်ခုကအမျိုးသားစာပေစုကျွန်တော်မြတ်တော်စီမံသားရေးကော်မတီတမိုင်းနဲ့ကျွန်တော်အမျိုးသားစာပေစုရပါတယ်နောက်တစ်ခုကတော့တက်မတော်စာပေပထမဆုံးအဲ့ဒါနဲ့ကျွန်တော်စာရင်းရေးတာဘုသူ့ငါ့အောင်တော့တက်တယ်နောက်ကျွန်တော်အသက်ပြည့်ပြည့်ယူတဲ့အခါမှာ ကျွန်တော်စာရေးဥဒစက်ရေးပါရေးလဲရေးနိုင်တယ်ကျမရေးတယ်ကောအခုကကျမရေးမကောင်းဘူးလေအဲ့မှာရေးတဲ့ခါမှာကျွန်တော်လုံးရင်ဝိတုစစ်မှတ်တမ်းလေးပေါ့နော်လုံးရင်ဝိတုဥတေဟာလို့ရေးတယ်အဲ့ဒီအနေပြီးတော့လုံးရဲ့လင်္ကန်းနှစ်ကသွားတော့ကျွန်တော်ကျွန်တော်အကိုအမြင်အာရုံနဲ့ချုပ်ရင်းပြီးတော့မရေးနိုင်မဖတ်နိုင်မပြုတ်နိုင်ဖြစ်လာတဲ့ခါမှာကျွန်တော်စိတ်မကောင်းဖြစ်ပါတယ်ငါတော့မျိုးဆက်ပြတ်ပြီကျွန်တော်တို့ကမျိုးဆက်မရှိဘဲနဲ့ဆိုင်ရှင်ဖြစ်လာတာပေါ့နော် ဒီစားပဲဖြစ်နေမှာကျွန်တော်သမီးကြီးဖမျက်ကောင်းလို့ရတယ်။ဒီပါသူများနဲ့မတူဘူးပြသမီးတော့အဲ့ဒီပြောရင်ရှည်တယ်တော့နဲ့ပြီးမှပေါ့။အဲ့တော့ဒါလောက်နဲ့ပဲကျွန်တော်ရဲလိုက်။တက်ပြတော့သူကျွန်တော်ပြောတယ်သူရေးရင်လေတဲ့သူရဲ့အင်းစိန်ထောင်းအဖြစ်ပြတယ်သူရေးရင်ဟာရေးသမီးကောင်းတယ်။ပြီးတော့ကျွန်တော်ကအားပေးလိုက်ပါ။မိပါရေးမှလည်းဒီလိုလိုပဲဒါတွေရေးမယ်။ထိုရက်ကမှတော့အရေးကြီးတာ message message ပေးတာအရေးကြီးတယ် message ပေးတာအရေးကြီးတယ် အထောင်ဆိုင်ကြရရင်လည်းပတ်သက်လို့ပြောမစေတော့ခံစားသူနဲ့အုတ်ချုပ်သူအုတ်ချုပ်သူရောဟလာဆိုင်ဆိုင်ကြရရင်ရန်အောင်မောင်မောင်တို့ရောင်းမြောင်မောင်ကိုတို့မင်းသူရင်းတို့ဖော်မူဤသိမ်းဝင်းတို့ အုတ်ချုပ်ခံရတဲ့ဘက်ကထောင်ကြသားထောင်သားဘက်ကတော့လူလူဦးလာတော့ဆရာမြတ်သားတဲ့တို့ဆရာဗမောတင်အောင်တို့အဲ့လိုအဲ့လိုနဲ့မှာလူလူဦးလာအောင်ဆုံးပဲဒီနေ့အတူတူထောင်တဲ့လူသားတို့လောင်ကြိုင်တွင်းမှာနှံ့ငယ်များတို့ ဖတ်လိုက်တဲ့အခါမှာဖတ်တဲ့သူကဘာဖြစ်သွားလဲဆိုတော့ခါးနဲ့ထောင်နဲ့ဝင်ရင်စိတ်ကိုတခါပြောက်သွားဘုဒ္ဓမလို့ဖြစ်အောင်အဲ့တော့ကျွန်တော်တမီးကြီးလည်းအဲ့ဒီ message ပေးပေးနေအောင်တမီးကြီးပါလို့ကျွန်တော်မှာလိုက်ပါတယ်အဲ့သူရေးတဲ့သူ့ဆောင်လေးဖတ်ကြည့်လို့လေတွေ့တာလေအဲ့ဒါလေးနောက်တစ်ခုကတော့ဟိုဒီ message လေးကိုပေးပြီးတော့နောက်တစ်ခုကတော့ကိစ္စလေးနှစ်ခုကျွန်တော်သတိပေးပါတယ်ကျွန်တော်ကိုယ်တိုင်ဖြစ်တဲ့ကိစ္စအဲ့ဒါပါလဲဆိုတော့ ကိုမထိခိုက်ဘူးအရှင်ဘုရားဌာနကိုမထိခိုက်အောင်ရေးပါဝန်ထမ်းတွေကိုမထိခိုက်အောင်ရေးပါဒါလည်းအကြောင်းရှိကျွန်တော်ရဲ့အလွန်အောင်မြင်တဲ့စာအုပ်လို့ရှိပါတယ်အဲ့ဒါကတော့ဘာလို့လဲမြန်မာနိုင်ငံပေါ်နိုင်ရင်များအကြောင်းကိုရေးတာဟုတ်ပြီ၄ငါးထောက်ထုံရရတာအဲ့ဒီမှာဘာဖြစ်လဲစာအုပ်ဖတ်ပြီး၄ငါးရဲ့ပဲကြားတယ်ဘုရားကြီးထင်ကျွန်တော်တယ်လီဖုန်းနဲ့แชร์တယ်ဗျာဟုတ်လို့နဲ့တွေ့ရင်လည်းဘာသာပြောတယ်ဒါပေမဲ့ကျွန်တော်ဖုံးမကန်ဘူးလူချင်းတွေ့ရင်ကျွန်တော်မတွေ့ချင်ပါဘူးငင်းလိုက် သူလည်းပင်စင်သာကိုလည်းပင်စင်သာဒီအချိန်မှတော့မတွေ့ကြတော့ဘူးဗျာအမှငင်းလိုက်ပါအမှဘာဆက်ဖြစ်လဲဆိုတော့ဘုရားကြီးခင်ကျော်ကကျွန်တော်နဲ့ပတ်သက်ပြီးသာတို့ရေးထုတ်တယ်ဒါတက်နှစ်ကတော့ဒီမှာအဲ့ဒီတော့ကောင်းလေးဝန်ထမ်းပေါင်းနေဖို့လူကြီးတွေပေါ့ဗျာဘုရုပ်တွေပေါ့ဘုံမှုရုပ်တွေဘုံရုပ်တွေပေါ့အဲ့ဒီလူတွေကလည်းကျွန်တော်ခေါ်ပြောမလုပ်တော့သူတို့ရဲ့ဒါရင်နိုင်မှလည်းကျွန်တော်မဖိတ်တော့တွေ့ရင်လည်းခေါ်ကြတော့ဒီဒီဒီ ်အမှန်တရားတော်လေးများအကြောင်းပဲစာအုပ်ကနေဒုက္ခပေးတယ်အဲ့လိုဖြစ်သွားအဲ့တော့ဒီထဲမှာဒီလူတွေတော်တော်များများကျွန်တော်နဲ့နေဘူးတယ်ဘုကျုပ်ကျော်ဝင်ဒုယုဘုကျုပ်ကျော်ဝင်ဆိုရင်ကျွန်တော်တိုင်ရင်ဘူးတော့သူကတူတူပိုင်စီတယ်သူကတူရင်ဘူးကျွန်တော်တိုင်ရင်ဘူးနောက်တခါဘုံမူကြီးဆိုးညွန့်တော့ဘုံမူဇော်ထွန်းတော့ဟာဘုံမူကြီးစမ်းပွင့်တော့ကျွန်တော်လည်းထားလိုက်ဖြစ်သွားပြီနောက်ကျန်တဲ့သူတို့ထိပ်ပဲအရာကြီးကြီး ဌာနမှုတွေပေါ့အဲ့ဒီလူတွေနဲ့လည်းကျွန်တော်ကတော်ရင်းသီးပါတယ်ကျွန်တော်စီပင်မှာ၄ရက်ဆက်နေနေကြတော့ဒီလူတွေနဲ့မတွေ့မဖြစ်ရတဲ့အကြောင်းတွေအစည်းအဝေးတက်တာတွေဘာတွေညာတွေအဲ့လိုဒီလူတွေလည်းကျွန်တော်တွေ့တော့ခေါ်တော့ဌာနနံပါတ်၁တောက်ပေါ့နော်နံပါတ်၁တောက်ကတော့အေးအေးကြောင့်တည်ကောင်းစရာများတဲ့အေးတို့မပြီးဆုံးသေးသောတိုက်ပွဲများဆိုတော့ပြေးလာတခါလဲဒုက္ခရောက်တော့တာအဲ့ဒီထင်းမှာကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ဟိုအဲ့ဒီထင်းမှာ ရခိုင်လွတ်တော်အမတ်မနဲ့အေဒူကောင်းကောင်းဘပညုထုံးအောင်ပညုထုံးအောင်နဲ့လက်ချင်းချိတ်ပြီးတော့ဓပုံမောဂျာနယ်မှာတင်ရတော့ကျွန်တော်အဲ့ဒီပုံမျိုးယူပြီးတော့လင်မယားလေလားဆိုပြီးကျွန်တော်ကဲပြင်လေးသွားရွေးလိုက်မိရဗျာအဲ့ဒီမှာတီးတော့တာပဲအဲ့ဒီမှာဘာလုပ်လိုက်လဲဆိုတော့ပရမအဲ့ဒီလွတ်တော်အမတ်မသမဏကိုတိုင်သမဏအန်အန်ဒီဆိုတော့လည်းတယ်သမဏဦးဝင်းမြင့် အဲ့တမလားဘာမလို့တဲ့ခါကျကိုဖိမိဟိုနိုင်ကိုပြင်းဝင်ကြီးပါဘာမလို့တဲ့ခါကျစာနေသိကောင်စီပေါ့ဗျာတရင်နဲ့စာနေသိကောင်စီကိုရောက်တိုင်ရဲအကောင်စီရဲ့ကျွန်တော်ခေါ်ခေါ်ပြီးတော့ဘုံကြီးတဲ့ခဲဒါရေးလားရေးတယ်ဒါလုံးလားလုံးတယ်ဆိုတော့အမှညှိနှိုင်းကြတော့ကျွန်တော်လင်းငန်း၆ခါတော့အဲ့ဒီကိုတက်ရတာအဲ့ဒီစာနေသိကောင်စီကိုကျွန်တော်သွားပြီးတော့ဒီကိစ္စဖြေရှင်းအောင်နောက်ဆုံးကျတော့ဘာနဲ့ပြီးသွားလဲတော့ တောင်းပါမှာရတယ်တောင်းပါမယ်ကိုကစတာကကိုကစတာလဲစလားဆိုတောင်းပါမှာတောင်းပါမယ်အဲ့တော့တောင်းပါလဲစာဟုတ်တယ်သတင်းစာရေးမှာထည့်ပေးတာထည့်ပေးမယ်ရတယ်အခမရတို့ရေးပေးအသူရေးပေးတဲ့တိုင်းကျွန်တော်ထည့်လိုက်ထည့်လိုက်မှအမှုကဖိတ်သိမ်းပြီးပြီးသွားပါရဲ့အဲ့တော့ကျွန်တော်သမီးကိုကျွန်တော်တက်ကကြိုးစားပါတယ် welcome လုပ်ပါတယ်သူကလည်းအဖေတွေ့တဲ့အတွေ့အကြုံမျိုးမဖြစ်အောင်အဖေလိုဒုက္ခမရောက်အောင် အဲ့ဒါလေးကိုမှားခြင်းပါလေဘာလို့လဲဆိုတော့ကျွန်တော်တမီးကမြင်တဲ့အတိုင်း aggressive ဖြစ်တယ်ကျွန်တော်တောင်ပါတယ်ပေါ်တော့ကားတွေပါတယ်ဆွေယူဘောင်းပြီးတော့ပေါ်တော့ကားဆူတွေပါတယ် internet ပြင်းဆူတွေပါတယ်တော့ရတော့တာလေအဲ့ဒါဆိုအဖေ့တဲ့တော့လည်းဆုံးထက်တယ်အဲ့တော့ကျွန်တော်မျိုးဆက်ကိုဆက်ခံတဲ့မြတ်ကိုမမြဘောင်းကိုကျိုးစုပါတယ်မုဒိတာလည်းပေါ်ပါတယ်ဒါရက်လည်းအောင်မြင်ပါသစ္စာလေးလည်းဒါရက်လည်းရင်းနိုင်ပါစေလို့ဖြောက်ပါတယ်နောက်တစ်ခါတက်ရောက်လာတဲ့ဒီတိုင်ကြီးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ် ကျမ်းမာရှင်နိုင်ကြပါဆိုတော့မေတ္တာပေါ်နေညီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးပါဘာဖြစ်ကတော့ဇာယိဆရာမိသားစုရဲ့မှာဇာယိဆရာအတစ်တရားဝေးပွားလာတော့ကျွန်တော်ကုန်ပြူပါလေပြီးတော့ဒီဘဝီတောင်းဝေးကိုဟောဘဝီတောင်းဝေးပါတယ်ရဲ့ရတောင်းဝေးရဲ့စေဘုတ္တူတွေကျွန်တော်တို့ဖတ်ပြီးတော့ကြက်ခဲ့တယ်အဲ့တော့စေဘုတ္တူတွေ တင်တန်းမှုနဲ့ဟိုဟိုဝီတောင်းဝီပေါ့နော်အဲတယောက်ကြီးတဲ့ဆောင်းဒီဟာကျွန်တော်အင်မတန်မှဆွဲမဲ့ခဲ့တဲ့ဆောင်းဒီဖြစ်ပါလေနောက်ကတော့ဘုံကြီးပြောသွားတယ်ပြောကိုပေါ့ကျမောင်မင်းဆွေကျွန်တော်အင်တန်ရင်းနေပါလေအဲနောက်မောင်မင်းဆွေနောက်မောင်မင်းဆွေညီပေါ့ဟိုကျော်ကျော်ဆွေဘုံကြီးကပြောတယ်လူဆိုးလေးဆိုတာအဲသူနဲ့ဆိုလေကျွန်တော်ကမနေ့တိုင်းဟိုလက်ဝဲတိုင်ထိုင်နေကြပါအဲ့ဒီမိသားစု ုရှင်မိုက်တော်သိရင်အစပြီးတော့ကျွန်တော်အုပ်ခင်းတယ်အဲ့တော့ဒီမှာကျမမြတ်တော်ဦးကြီးသူစောင်းကြီးတယ်ဆိုတော့ကျွန်တော်အင်တာဝင်းတာပါတယ်ပထမဝင်းတာတာတာမဝင်းတာဒါပေမဲ့ Facebook မှာကြီးကလေးကကျွန်တော်ကစိတ်ဝင်စားတာဘာကြောင့်လဲတော့ကျွန်တော်ကထောင်ထဲပတ်သက်တဲ့စာအုပ်တွေအင်မတန်သဘောကျထောင်ထဲပတ်သက်တဲ့စာအုပ်တွေမြန်မာစာအုပ်ကအင်္ဂလိပ်စာအုပ်တော့ကျွန်တော်မဖတ် ရသေးတာမရှိလာတော့ဖတ်တာရွာပြေမှာဆိုကျွန်တော်ပထမဆုံးကြိုက်တာကျွန်တော်ငငယ်ပဲရှိသေးတယ်အဲ့တော့ဆရာလူလူဦးလာရေးတဲ့ထောင်နေလူသားကြောက်တော့ဒီကိုရုပ်တို့ဟာလာလုံကြံခါရတဲ့ခိုင်မှာလုံကြံသူတွေပါဝင်အဲ့ကထောင်သားတွေအကြောင်းထောင်ဆိုတာလေတကယ်တော့လူသားတွေဟိုဟာလာညထိန်ထိန်ကြတဲ့နေရာအချင်းဆိုင်တာကောင်းဖို့အတွက်ပြည့်ပြည့်ထိန်ထိန်ရနေရာဆိုပုံစံမျိုးတွေရေးထားတယ် အင်မတန်မှတော့ကောင်းတယ်ထောင်နေလို့သားနောက်ဒုတိယဆောင်ဒုတုလလောင်ကျိုင်းတွင်မှငင်ငယ်များနော်ထောင်ထဲမှာခလေးတွေနော်ခလေးတွေငယ်လေးတွေအဲ့မပြည့်တဲ့ခလေးရောက်နေတယ်ဆေကျော်တက်ခလေးရောက်နေကြတယ်အဲသူတို့ရဲ့ဘဝရှိရင်ထောင်ဟာဒီပဲပြည့်နေတယ်ပြည့်နိုင်မလားသူတို့ထောင်ဟာထွက်တဲ့ခါမှာသူတို့ကပညာဆုံးပူတက်ပြီးတော့ပို့ပြီးတော့ဟုတ်လားလူလောကအတွက် ဒုက္ခပေးတဲ့သူတွေဖြစ်လာမလားစတဲ့သုံးသပ်ရေးထားတာ